လေးစားတံမိုးထိုင်ရတဲ့ Cherry Brite များအလုံးမင်္ဂလာပါရှင်ဒီတခါတော့တစ်ချိန်ကအရန်ကိုရေပန်းစားခဲ့တဲ့ပိန်လေသည့်တရေကားလို့လူသိများခဲ့တဲ့ထိုင်းဟာသာတရေကားကြီးကိုတင်ဆက်ပေးသွားမယ်နော်ငငယ်ကကြီးခဲ့ရတဲ့ဒီဆက်ကဦးတက်အောင်ရေခဲ့ရပေမဲ့အရွယ်ရောက်လာလို့ပြန်ကြည့်တဲ့အခါမှာတော့လောဘတရားနဲ့ပတ်သက်နေတဲ့တရားတော်ဘောတွေကိုရရှိခဲ့တဲ့ထူးခြားတဲ့ဇာတ်ကားတစ်ခါဖြစ်ခဲ့ပါတယ်ဒီဇာတ်ကားလေးဘာကြောင့်နာမည်ကြီးခဲ့ရတယ်လဲဆိုတာကိုတော့ကြည့်လိုက်ရအောင်နော် ။ချင်းပရိသတ်တို့ကဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် channel လေးကိုလည်း subscribe လုပ်ခါလက်မလေးတယောက်တစ်ခုစီနဲ့အချိန်ရရင်လည်း comment လေးတယောက်တစ်ချောင်းစီလောက်မန်းခဲ့ပေးခြင်းအဖြစ်ကူညီကြပါအောင်နော်။ရဲဌာနကစုံချိုင်ခေါ်ငကြားဆိုတဲ့လူကိုရှာဖွေနေကြတယ်။ငကြားကိုဘာကြောင့်ရှာဖွေနေကြတာလဲဆိုတော့ငကြားဟာရေတန်းဆက်တွေလေယောင်းနေလို့ပါငကြားရဲ့ပထမအုံဆုံးဖောက်တဲ့ကတော့မမလေးလို့သူခေါ်လိုက်တဲ့သွားတွေတောင်မစုံတော့တဲ့အဖွားအိုလေးကိုပါ သူ့ရေကိုတောက်လိုက်ရင်အရန်ကိုနုပြူသွားမှာပါဆိုပြီးပတ်စံနေပါလိန်ယူသွားတာပါရဲတွေကလည်းအပူတပြင်းရှာပွေငကြားကလည်းပက်ပြေးနဲ့တကယ်ကိုရီရတဲ့အခန်းတွေဖြစ်ခဲ့ပါတယ်နောက်တော့ငကြားလွတ်မြောက်လာပြီးတငယ်ချင်းတွေနဲ့စဉ်ညင်းနဲ့ထိုင်နေပါတယ်ရဲတွေဖန်းတာကတမျိုးသူ့အမေကရွာပြန်ခေါ်ပြီးမိဘချင်းရင်းနှီးတဲ့အိမ်ကသမီးနဲ့ပေစာကြမယ်လို့ပြောလိုက်လို့ပါပိုးဆိုးတာကမင်္ဂလာမဆောင်ခင်ဖုန်းကြီး15ရက်ဝေးရမယ်လို့ပြောလိုက်တာပါ တငယ်ချင်းတွေကတော့စော်အလန်းလေးမှုယူဆိုပြီးတော့မြောက်ပေးလိုက်ကြတယ်။ငကြားဟာရွာကိုထွက်ခွာလာခဲ့ပါပြီ။ရဲတွေဘက်မှာတော့ငကြားဥစဉ်ဝတ်သွားပြီလို့သိလိုက်ရတာကြောင့်စိတ်တွေညစ်ကုန်ကြပါရယ်။ဆရာတော်နဲ့ငကြားကိုတော့ဟာရွာရဲ့ဆုံးခံထွက်ကြတော့ငကြားကိုမတွေ့ရကြပြီဖြစ်တဲ့တငယ်ချင်းတွေကထူးဆန်းစွာနဲ့နှုတ်ဆက်ကြပါရယ်။ဈေးထဲမှာတော့အတိုးချေးစားနေတဲ့အတော်ပြီးဆိုတဲ့မိမကြီးဟာအကျွေးတွေလိုက်တောင်းရင်းနေပဲ။ဆရာတော်တို့ကိုစွန်လောင်းနေတဲ့လူတွေကိုမြင်မြန်တော့ ဘာအလုံးမမလုပ်ဘဲလှူရာထိုင်စားကြောက်ရွံ့ရင်အိတ်နေတဲ့သူတွေကိုဘာလို့လှူနေကြတာလဲငါအကျွေးကိုဆက်ကြပါလားဆိုပြီးရွေးဆောင်ပြောလိုက်ကြပါတယ်အတော်ပြီးတည်တာကအကျွေးရရင်ရမရရင်ရှိတာတိတ်မယ်ဆိုပဲသူမျိုးပါရွာတဲ့ကသူတွေကလည်းသူနဲ့မကင်းနိုင်ပြန်တော့သူ့ကိုကြောက်ကြရပါတယ်သူကတော့အဒေါ်ပီရဲ့တအောင်မှာကြက်မပြေတာကြောင့်ရဟန်းခံမပေးတာနဲ့ပတ်သက်ပြီးအဒေါ်ပီကဆရာတော်တွေကိုမကြည်တော့တာပါ အကျွေးတောင်းပြလာတဲ့အမေဖြစ်သူပီကိုအောင်ကဖုံးချုံထဲမှာတီးနေတဲ့ပိန်လွဲတီးကြီးကိုဆရာတော်တွေကဘယ်သူမှမဆိုင်ရဘူးလို့မှာခဲ့တယ်ဆိုပြီးတိုင်ပါတယ်။ဒါနဲ့အတော်ပီကလည်းတောင်းအောင်ရင်စကားကိုယုံပြီးလောဘကြီးစွာနဲ့ပုံမှန်ထက်ကြီးနေတဲ့ဘယ်သူမှမခူရဲခဲ့တဲ့ပိန်လွဲတီးကြီးကိုခိုးခူးလိုက်ပါတယ်။ငါကြာကိုရောနဲ့ចောင်းသားလေးကမြင်မြန်တော့ဘသူလဲလို့អော်မိလိုက်တဲ့အခါအဒေါ်ဘီလဲလန့်သွားပြီးအားနဲ့ရချလိုက်တာအဒေါ်ဘီရဲ့ကိုပေါ်တက်တဲကြီးကိုပြုတ်ချလာပြီးထိုနေရာမှာပဲပွဲချင်းပြီးသွားရှာပါတော့တယ် ဒါနဲ့ចောင်းသားလေးကလည်းဈေးထဲကိုအမောတကောနဲ့ပြေးလာပြီးအတော်ပြီပိတ်လွဲ့တည်ကြီးပြီပြီးသေးပြီလို့អော်ပြောလိုက်တော့အကျွေးပေးရမယ့်လူတွေအကုန်လုံးဟာပျော်ပါးသွားကြပြီးထကကုန်ကြပါတော့တယ်မသားပေါ်သွားလို့လူတွေပျော်ကြတဲ့ရာဇဝင်ဟာအဒေါ်ဘီနဲ့ဟိုလူပဲရှိပါလိမ့်မယ်။ညရောက်တော့အဒေါ်ဘီရဲ့ရုပ်အလောင်းကြီးကိုစင်မော်တင်ကဖုံဖုံတွေရောက်လာပြီးပရိတ်ရွတ်ကြတယ်။အဒေါ်ဘီတို့သားမိမှာဆွေမျိုးတွေမရှိကြတော့ဇွာသားတွေကပဲစာပနာကျင်းပပေးရတာပါ။ တရားနာနေတော့မှအနံတစ်ခုရလို့ရှာတော့အတော်ပြီသေးတဲ့ပိလွယ်သီးကြီးစီကရနေရပါဒါနဲ့ရွာသကြီးကလည်းထိုအသီးကြီးကိုခွဲခိုင်းလိုက်ပါတယ်အသီးကြီးခွဲနေတော့မှအရေးတစ်ခုကိုမြင်လိုက်ရတယ်ထိုအသီးကြီးကအတော်ပြီရဲ့အသီးမို့လို့သူ့လေကျွေးရမယ်ဆိုပြီးအခေါင်းနားကိုသွားကျွေးကလက်ကြီးတစ်ခုထွက်လာတော့လမ်းဖြန်သွားကြတယ်တကယ်ကတော့အောင်မဲဖြစ်နေခဲ့တာပါကျော်သားတွေတဲကပိန်လေတီယူသွားတဲ့အကိုပိန်ကစားမလို့ပြင်နေတော့မှလက်ကြီးတစ်ဖက်နဲ့သူ့ကိုလာတာစီလာကြောင်းလက်အော်ကမိလေသွားခဲ့ပါဗျ။ အိမ်ထဲမှာအိမ်ရဲ့လင်မယားကလည်းထိုအတန်းကိုကြားလို့ထားကြည့်ကြတာအတော်ဘီကပြုတ်တူပြေတဲ့ကြီးနဲ့အနားကိုရောက်လာလို့လမ်းဖြတ်ကုန်ကြပါတယ်။မနေ့ရောက်တော့မိုးရိုးပစ်ထားတဲ့ကီတွေနဲ့ညကအတော်ဘီ၆တာခံခဲ့ရတဲ့လူ၃ယောက်ကရွာတကြီးထံရောက်လာပြီးတော့တိုင်ကြပါတယ်။အကျွေးကြောင့်လား၆တာလားသူ့ပိန်လေသီးကိုယူလို့လား၆တာလားဆိုပြီးတော့တယောက်တစ်ပေါက်တည်းပြောနေကြတော့မှဆရာတော်ကရောက်လာပြီးသူစိတ်ဆွဲနေတဲ့အတီးမို့သူ့စီကတောင်းပြီးမှစတင်တယ်လို့ပြောလိုက်ပါတယ်။ လင်းငါရက်လောက်တော့အချားရွာကိုဆရာတော်ကပင့်ထားတာရှိလို့တွားရမယ်လို့ပြောကအချောင်းကိုတော့ငကြားကိုတော့နေပဲလွှဲခရုံမကအတော်ပြီးရဲ့အိမ်ပရိရွတ်ဖို့ကိုပါတာဝန်ပေးရခဲ့ပါတယ်ဆရာတော်မရှိတော့ငကြားကိုတော့ကပရိရွတ်ဖို့ကိုတာဝန်ယူရတဲ့အခါမှာတော့ကားနဲ့ရောက်လာခဲ့ကြတာကတော့ကိုရီလေးတွေပါငကြားကိုတော့နေရွာသားတွေကအိမ်ပေါ်ကိုမကျက်ဖဲအောက်မှာပဲလူဆောင်အောင်စောင့်နေကြတယ်လို့ဆိုပါတယ်တကယ်တော့သူတို့တွေကြောက်လို့မတက်ကြတာပါ ေးရုပ်ဖို့ကိုလည်းဘသူကဥဆောင်မလဲလို့မေးတော့ကိုရင်လေးတွေဆိုတော့မရကြပါဘူး။ငကြားကိုတော့တယောက်ပဲအကြီးပါတာမှုသူ့ပဲရွရတော့မှာပါ။သူလည်းပိရိတ်တရားကိုမရတော့ဒုက္ခတွေများနေပါပြီ။ဒါနဲ့သူယူလာတဲ့ဆောင်ရွက်ကိုကြည့်ပြီးထင်တော်ထင်တော်နဲ့ရုတ်နေတော့မှပဲတားအောင်ကရောက်လာပြန်ပါတယ်။သူ့အမေရဲ့ပုံကြီးကိုကြည့်ရယ်ပြီးတော့အမေပြီးဆိုပြီးလက်ညှိုးကြီးထိုးပြတော့ဖုန်ကြီးတွေရောအေပရိတ်သက်တွေပါလမ်းဖြတ်ကုန်ကြတာပေါ့ အဲ့အပြင်အခောင်းကြီးကိုထုထူပြီးတော့တားပိုက်စားတဲ့အမေဗမာလည်းဒီလူတွေကတားတို့အိမ်မှာဘာလာလုံးနေကြရလဲဆိုပြီးပြောပြောပြီးငိုပါလေရောအကုန်လုံးလည်းကြောက်လန့်ကုန်ပြီးတော့ဖမုံတွေရောဧည့်သည်တွေပါစင်းပြေးကုန်ကြရတဲ့အဖြစ်ပါငါကြားကိုတော့နဲ့အဖော်လိုက်အိပ်ပေးတာကတော့သူ့ရဲ့ငယ်တငယ်ချင်းတခေါ်ပါညာအိမ်နေရင်တခေါ်ကဘိုင်းလာလာပါတယ်ကိုရောကိုနှိုးပြီးတော့အိမ်သားကိုအဖော်ခေါ်ကထွက်လာခဲ့ပါတယ် အင်္ဂါထဲမှာတခေါကတချောင်းနဲ့ဝေးလျှော့နေသလိုကိုရောကလည်းအပြင်မှာကြောက်နေခဲ့ရပါတခေါကိစ္စပြီးတော့ရေလန့်အခက်မှာပဲ ိုးထဲမှာအတော်ပြီးရဲ့မျက်နှာကြီးကိုတွေ့လိုက်ရတော့တခေါ်လဲအကြောက်လိုမိအတန်မချွတ်ရဲတဲ့အခါကိုတော်ကလည်းခွေးဥတန်နေကြာတော့ခြောက်ပြီးအိမ်သားထဲဝင်ပြေးခဲ့တာချက်ကြီးကပြုတ်ထွက်ပြီးအပြင်ထွက်လို့မရပဲဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်တခေါ်ကမျက်စာပြစ်ပြပြီးအချက်ပြလိုက်တော့ကိုတော်လည်းရေအိုးထဲကိုလှမ်းကြည့်လိုက်တာအတော်ပြီးကထွက်လာပြီးတော့အိမ်သားကြီးရဲ့အမိုးအကာတွေလွတ်ဆင်သွားပါတော့တယ်။ကိုယ်တော်လည်းနောက်ကြတဲ့ခြေထောက်တစ္ဆာဖောက်ဆိုလိုပဲပြီးကလှဲ့ကိုမကြည့်တော့ပါဘူးတခေါ်ကတော့အဒေါ်ဘီနဲ့အတူကြံရစ်ခဲ့ပါတယ် တစ်ဖက်မှာလည်းဖဲထိုင်ချိုင်းရှုံးမဲမဲလာတဲ့ပြောင်ကြီးကအတော်ပြီးရဲ့အခောင်းကိုဒဲစိန်ခေါ်ပါလေရောအဲ့ဒီအချိန်အဖြူဟာအဝတ်ကြီးနဲ့ထွက်လာတဲ့သူကတော့အောင်မဲဖြစ်နေတော့အကုန်လန့်သွားတဲ့ကြားကအောင်လုံးလိုက်တာအခောင်းကြီးကပြုတ်ကျလာပြီးတော့အတော်ပြီးရဲ့အလောင်းကြီးထွက်ကျလာပါလေရော ဖဲသမားတွေတစုကလည်းလမ်းဖြန်ပြီးတော့ပြေးကြပါတယ်။မနေ့ရောက်တော့ငကြားကိုတော့လည်းချောက်ဖြားဖြားနေပါပြီ။ဆရာတော်ကလည်းပြေရောက်မလာတဲ့အဆုံတခြားရွာကဆရာတော်စီတူသွားပြီးတင်ငန်းချုပ်ပေးဖို့ပြောပေးမယ်။ဆရာတော်ကကျောင်းနိုင်ဆရာတော်ကြီးပြန်လာကိုစောင့်ဖို့နဲ့မှာကြရင်ဆုံးမစကားပြောကြပါတယ်။တခါတခါမတွေဖုန်ကြီးတွေကိုဆွန်းလောင်းလူတာဘာမှမလုပ်ပဲအေးဆေးနေဖို့မဟုတ်ပါဘူး။တရားဓမ္မတွေလေးလာရင်နေစေချင်လို့ပါ။အခုချိန်သူတို့ကိုပြစ်ခဲရင်နောက်တစ်ချိန်သူတို့ဘသူကိုအားကိုးဖို့ရှိတော့မလဲဆိုပြီးမှာကြလိုက်ပါတယ်။ ငကြားကတော့ဟာဖုံးကြီးချမ်းကိုပြင်ရောက်လာတော့ဖုံးကြီးချမ်းမှာရွာတကြီးတွေနဲ့ယာသားတွေအားလုံးရောက်နေကြပါတယ်။ကိုရောထွက်ပြေးသွားပြီဆိုလို့လာကြည့်ချတာပါတယ်။ကိုရောလည်းရှက်ရှက်နဲ့သူမပြေးပါဘူးပေါ့။အဲ့ဒါနဲ့အတော်ပြီးရဲ့အိမ်မှာတုံးရဲ့ပြေးရွတ်ဖို့ကိစ္စအတိုင်းမင်းရင်းနဲ့ဒီကိစ္စကိုဒီမှာပဲရကြမယ်လို့ယွာသားတွေကပြောတော့ငကြားကိုရောလည်းပြောတယ်လို့လူဖြစ်သွားပြီးတော့ယွာတကြီးကညနေအတော်ပြီးအလောင်းအခေါင်းနဲ့ပြန်ထည့်ဖို့ကိုရောဥဆောင်ပေးပါလို့ထပြောလာတော့ရင်ထဲမှာဒူးရင်းသီးရေးတီးသွားခဲ့ပါတယ်။ ကိုတော့လေဖုန်းကြီးဆိုတော့မကြောက်ပါဘူးပေါ့ဆိုတဲ့စတိုင်နဲ့ရှေ့ကနေအိမ်မကိုတက်သွားခဲ့တယ်။နောက်ကနေရွာသားတွေကလည်းလိုက်ပါလာကြတယ်။နှစ်ခမ်းမွေးကကိုတော့အခုပါအောင်လို့ပြောတော့မိမခန္ဓာကိုယ်ထိအာဘက်တင့်မယ်ဆိုပြီးတော့ရသလောက်လေးညှင်းကြည့်ပါရယ်။ပြောင်ကြီးကကိုတော့ကိုဝန်းကြီးကိုပြောပြပါအတော်ပြီးတော့မကောင်းတဲ့အကြံစီနဲ့လာတာမဟုတ်ပါဘူးလို့ပြောခိုင်းတာပါ။အသားကိုမထိခိုင်းပါဘူးလို့ဆိုတော့ကိုတော်ကလည်းကြောက်ကြောက်နေပဲတကယ်မှဖုန်းကြီးတောင်းကိုသွားတော့နောက်ကျနေရင်မိုးချုပ်တော့မယ်လို့ပြောလိုက်ပါတယ်။ တင်ခန်းမွေးတို့အုပ်စုဝိုင်းမာရင်အကောင့်ထဲကိုပြန်ထည့်ပေးလိုက်ကြပါရစေ။နောက်တော့ကိုရော်ရဲအောင်ရင် ပြောင်ကြီးတို့၃ယောက်ရေကိုတကြီးကနေရာချပေးပြီးသူကြလူလေကြကဆိုင်ကယ်နဲ့အရင်သွားနှင်လိုက်ပါတယ်။အတော်ပြီးအလောင်းကြီးရွှေ့လာပြီးဆိုတော့ရွာတဲကလူတွေလည်းအိမ်ထဲဝင်ပုန်းကုန်ကြပါတယ်။လမ်းပေါ်မှာတော့အတော်ပြီးအလောင်းကြီးနဲ့ဆရာတော်တို့ပဲရှိနေခဲ့တာပါ။လေကတုံးလာရင်ရုတ်တရက်လက်ကြီးတွေထွက်လာလို့နှကန်းဝေးတို့အုပ်စုတယောက်ပြီးတယောက်ထွက်ပြေးကြတာလေတုံးမဲ့သူမရှိပဲလေကြီးကရွေ့သွားပြီးတော့အချောင်းမတို့စကောင်းဝိုင်းနဲ့တက်တက်တိုးပါလေရော။နောက်ဆုံးပါလာတဲ့သူကတော့ကိုရော်ရဲ့အောင်ရဲ့အချောင်းမတို့အဖွဲ့ရဲ့ပါလာရင်အတော်ပြီးကိုဖုံး ုံးချောင်းဝင်းထဲမှာပဲကူသွင်းပေးလိုက်ကြပါတယ်။ညရောက်တော့ဇလန်ကစလာပြန်ပါပြီ။အချိန်မရှိမှကိုရောရဲ့ဘိုက်ကထထလာလို့နှကန်းဝင်းတဲ့အတူအိမ်နာသွားရင်လည်းအတော်ပြည့်ရဲ့အကောင့်ကြီးကလိုက်ချောက်လို့ထွက်ပြေးလာကြတာသင်ငန်းတော်မနိုင်တဲ့အထီးပါ။ကိုရောရဲ့တငယ်ချင်းအိမ်ကိုတကားရွေအတင်းထူပြီးဖွင့်ခိုင်းကအဲ့ဒီအိမ်မှာပဲကျင်းလိုက်ရပါတယ်။မနေ့အယုံဆုံးစားပြီးတော့ရှင်မြွေးကဖိတ်ခိုင်းလို့ဆိုကငကြားကိုရောကိုလာပြီးသွားချပြန်ပါတယ်။ ထိုင်းလူမျိုးတွေဟာလည်းဗုဒ္ဓဘာသာနိုင်ငံပဲဆိုတော့ရှင်ပြုတ်ပွဲဟာကြီးကျယ်မြင့်မက်ပြီးအလုတဲကတကယ်မတွေမေတော်တွေကုသိုလ်တရားတွေဘလောက်ထိရကြမယ်ဆိုတာငကြားကိုတော့သိချမြင်လိုက်ရတယ်။ဆရာတော်ကြီးကလည်းရှင်ပြုတ်ရခိုင်ခံကွင်ရတယ်ဆိုတာအကျိုးထူးကြောင့်မိဘတွေအတွက်ဆွေမျိုးတွေအတွက် ုသိုလ်ရအောင်ယဟန်ပြုပေးကြတဲ့အခါဘလောက်ထိမြင့်မြတ်ကြောင်းနဲ့အကျိုးထူးတရားတွေရှင်းပြပေးလိုက်တော့ငကြကိုရောလည်းမိဘတွေရဲ့ကျေးဇူးတရားတွေကိုသိမြင်သွားပြီးတရားစာတွေရုပ်ဖတ်ကယဟန်အစ်စ်မြန်ဖြစ်တဲ့နေထိုင်မှာတော့မယ်လို့တွေးလိုက်ပါတယ်။အတိတရားတွေရသွားတဲ့ငကြကိုရောဟာမေတော်ကြီးစီသွားတွေ့တဲ့အခါမှာတော့အိမ်ဝတ်မှာလဲဆိုင်ကယ်တွေကားတွေအများကြီးရထားတယ်ဖက်နဲ့တွေလည်းအများကြီးရှိနေတာ အင်ပေါ်မှာလည်းလူတွေအများကြီးကရှိနေခဲ့တော့မိခင်အပေါ်စိတ်ပူပင်တော့ကတွေရောက်သွားတဲ့အချိန်မေရော်ကြီးကကိုရော်ရီဟန်ခံတဲ့နေကိုချဲထုတ်လိုက်တာပေါက်သွားလို့အလူလုံးနေရပါလို့ပြောတော့မှရေးအေးသွားပါတော့တယ် မိဘဖြစ်တာကိုသိသွားတဲ့သူတွေဟာမိဘတွေပြောက်ွယ်သွားမှကိုစိုးရိမ်တကြတာသဘာဝပါပဲ။မဲတော်ဖြစ်သူကလည်းကိုယ့်ရဲ့သားဟာလိမ္မာပြီးသဒ္ဒနာဘောင်ထဲမှာအေဂျင့်နေတာကိုမြင်မြန်တော့စိတ်ကြည်လူမဆုံးဖြစ်ရတာပေါ့။မဲတော်အိမ်ကပြန်ကြွားမှာတော့ကလေးတယောက်က Adobe ရဲ့ဝတ်ညီကိုမော်ဆရာတယောက်နှင်ထုတ်နေတယ်လို့လာပြောပါတယ်။ခတ်တာကမော်ဆရာကလည်းလူမျိုးခြားဖြစ်နေတော့တရေကသူ့ရဲ့စကားကိုနားမလဲတော့ပြူးပြင်းတောင်လေးနဲ့ကြည်နေပါတယ်။ ဘာသာပြန်ပေးရသူကလည်းတလွဲတွေဆိုတော့တရေလေးဘာမှနားမလဲပါဘူးထို့အချင်းရေမန်းတွေနဲ့ပလိုက်တော့အတော်ပြီလေးပူလောင်သွားပါတော့တယ်အောင်နိုင်သူတစ်ဖွဲပြောနေကြတဲ့မော်ဆရာအဖွဲကိုအခေါင်ကြီးနဲ့ဝင်တိုက်ခိုက်ပြီးအတော်ပြီတရေအနိုင်ရတော့မယ့်အချိန်မှပဲငကြားကိုရောက်လာပြီးတားဆီးလိုက်ပါတယ်အတော်ပြီကိုတားများဖြစ်နေချိန်မှာတားအောင်ကရောက်လာပြီး အမေတေသွားပြီလေတားအောင်နဲ့ဝေးရမှာနေပါတားကိုစိတ်မပူပါနဲ့တားကိုပါတားကိုဘူးဆန်းနိုင်ပါတယ်လို့ပြောတာတဲ့အပြင်ရွာသားတွေကလည်းအောင်ကိုသူတို့ဆောင်ချောက်ပါမယ်လို့ပြောလိုက်ပါတယ်ငချားကိုတော့ကလည်းအောင်ရှင်ပြုချင်ရင်ရှင်ပြုခွင့်ရအောင်ဆရာတော်ကိုလျှောက်ပေးပါမယ်လို့ဂရုပေးလိုက်ကြတော့ Adobe ရဲ့မတည်ခင်လောဘတွေကြီးခဲ့တာကုသိုလ်တရားတွေမလုပ်ခဲ့မိတာတွေဟာတေဆုံးတဲ့အချိန်မှာလူတိုင်းပျော်ရွှင်နေကြရတဲ့အဖြစ်ကိုခံစားကြရတဲ့အပြင်မကြုံမလို့တဲ့တရားအဖြစ်နဲ့ပါဒုက္ခတွေများခဲ့ရတာပါ လူဘဝမှာစီးတဲ့ဥစ္စာတွေဘလောက်ရှာရှာတည်ရင်လက်ပလာနဲ့ပဲပြန်ရမှာဖြစ်ပြီးကုသိုလ်တရားတွေကသာကိုယ်နောက်မှာကြံနေခဲ့မှာဖြစ်တယ်ဆိုတာငကြားကိုတော့သိလိုက်ရပြီးရနော်လူဝက်လဲလိုက်ခါလိမ့်လိမ့်မမနဲ့မိဘကိုအလောက်အကျွေးပြုပြီးရွာခကောင်မလေးချော်ချော်လေးနဲ့ညားသွားပါလေရောရဲတွေကလည်းမကောင်းမှုကနေကောင်းမှုကိုတည်သွားတဲ့အတွက်ငကြားကိုတော့ကိုလှုပ်ပေးလိုက်ကြပါတော့တယ် ဇလန်လေးကတော့ဒီလိုနေမဲ့ချက်သိမ်းသွားခဲ့ပါတယ်ရှင်။ငငယ်ရကြီးကြီးရတဲ့ဟာတာကကြီးကအခုမှတော့တရားသဘောတွေပါနေရဲဆိုအောင်မြင်ကြရမယ်ချင်ပါတယ်နော်။နောက်ထပ်ဇလန်ကောင်းလေးတွေကိုလည်းတင်ဆက်ပေးနေမှာမို့ channel လေးကို like and subscribe လေးလုပ်ထားပေးချပါအောင်နော်။